ဲကျွန်တော်တို့ပြောလမ်းပြီးတနေ့တမျိုးမယိုးအောင်ပြောတတ်တယ်မမကြီးကိုဗီဒီယိုဖိုင်တစ်ချက်တော့ကြည့်လိုက်ရအောင်ဗုဒ္ဓဘာသာသာသနာဘာကြောင့်ပြတ်ရလဲဆိုတဲ့အကြောင်းလေးကြည့်လိုက်ရအောင်အဲ့ဒါကိုပြောချင်တာမျိုးတော့ပါနော်အရှင်ပြတော့ဟောရှင်းနေတော့ခင်ဗျာမဘာသာလေးဒီလိုလူထွက်ပြီးစဉ်မှုထမ်းကိုတင်လာကိုတမာရီကိုကိုကိုထူကောင်ကြပါလို့ အဲ့ဒါလည်းပြောချင်ပါတယ်ဒီလိုอ่ะเนาะကျမတို့ငွေကကလေးဘွားကကျမတို့ကိုမိဘတွေခြောက်ထားတဲ့ဇလုံးဒီကန်းချောင်းမှာပေါ့ဆုံးထားဒီဝေါ်ကြီးဖြစ်တယ်ဒီဝေါ်ကြီးဒီဝေါ်ကြီးอ่ะဘိုက်မန်းနဲ့မတူတယ်နဲ့ကျမတို့ဒီဝေါ်ကြီးကိုတောက်ခဲ့တာအခုလည်း ကျွန်တော်တို့သာသနာနဲ့မြန်မာနိုင်ငံရဲ့သာသနာနဲ့ပတ်သက်ပြီးဘာသာသာသနာနဲ့ပတ်သက်ပြီးဗုဒ္ဓသာသနာနဲ့ပတ်သက်ပြီးကျွန်တော်တို့ဗုဒ္ဓဘာသာတွေရဲ့နှလုံးသားတွေမှာကျမ်းပါစစ်တပ်မှာရေးထားတယ်မင်းတို့ဗုဒ္ဓဘာသာဆွေးနေတာမရေးကြီးလိမ့်မယ်ဆိုတာနဲ့သာသနာနှိုးနှိုင်းပြီးဆိုတာနဲ့ကျွန်တော်တို့ဒီဝိုးကြီးနဲ့၆ခု၆ခါပါနော်ကျမတို့ကျမတို့ကတော့ ဟုတ်တယ်ဒီမှာရေးဒီမှာစောက်ဒီအကမာညွှန်းနှန်းတွေဒီအကမာရေးမနဲ့ဒီမှာဝင်ကြည့်ပြီးတော့မှဘုန်းကြီးတွေနဲ့ပြီးတော့ရှင်ပြီးတော့မှပြဿနာဖြစ်ရင်ငါလည်းမရေးကြည့်ကြည့်နေငါလည်းအတေချာမနဲ့ဒီမှာရေးဒီမှာဝင်ကြည့်တယ်ဒီမှာကြောက်ကြောက်မှာတမားကနေဒီဗုဒ္ဓအမတို့မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဝင် ရဟန်းဘုန်းကြီးတွေမှားရင်ကလွတ်တော်ကြလွတ်တော်ကြမှားရင်နေရတယ်မြေမာလေးရဲ့သေပါလေးရဲ့တွေ့ပါလေးရဲ့မပြောဘဲနဲ့ရဲမှားလိုက်တာเนาะအဖမ်းခံရမှာပါလို့เนาะနေနေဆိုရင်ကျမကကျမကိုးွယ်နေတယ်ဘုရားသာသနာထိမ့်သိမ့်ရเนาะဟုတ်တယ်ဘုရားသာသနာရပြုံးဖို့ပါဆောက်ရမှာကြာဖြတ်သီးနေရတယ်အတူတူပဲဖြတ်သီးအောင် အသီးဖို့တောက်နေတာလေအတူပဲဟုတ်တယ်နော်သာသနာကိုကိုယ်တိုင်းလက်နဲ့မဖြတ်ပေမဲ့လေဒီသာသနာပြတ်အောင်လုပ်နေတဲ့ပုံကိုယ်ကြီးပြချင်းသိလိုက်ဖို့ပြောတာနော်ရင်ကုန်လို့ပြအပေးသိနေတာအမကြီးကကျွန်တော်ကသာသာပေးသိတယ်လို့ပြောတယ်လားဆရာစစ်မှုတမ်းမဟုတ်ပေးသိခိုင်းတယ်။အာဆိုင်တောက်နေတဲ့သူပြောတယ်အတူတူပဲဖြစ်တယ်။နော်အဲ့တော့ကျမကမရေကြီးပါဘူး။ကျမရဲ့နှလုံးသားကြီးက နေထွက်လာတဲ့စကားတွေကိုကျမပြောတယ်။ကျမပြောတဲ့စကားတွေဒါစကားတွေလေဆိုကျမရဲ့အကြောင်းအရာကိုသာသနာမှာစောင့်နေတဲ့တိရစ်တယ်။နော်။အဲ့တော့ဒီလိုမှားတာတွေကိုထောက်ပြလို့မရေကြီးမယ်။နော်အပေကြမယ်ထောက်ကြမယ်ဆိုရင်ကြီးပါလေကြပါလေခိုင်ပါမယ်။နော်ဒါတော့နိုင်ပေါ်ပါ။နောက်တော့စတိတ်ကနေသာပြီးဒီနေ့အထိ ဆိုရှယ်မီဒီယာပေါ်မှာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့မှာအမည်မတော်တာတွေထောက်မတဲ့တာတွေအမှန်တိုင်းကိုဒီမှာအမှန်လိုက်နေတဲ့ပြောဆိုဝေဖန်နေတဲ့သူတွေဖြစ်တယ်ဝေဖန်ပြောဆိုထောက်ပြနေတဲ့သူတွေဖြစ်တယ်ကျွန်မကဗုဒ္ဓဘာသာပြောလို့ဗုဒ္ဓဘာသာခေါင်းကြီးတွေ ငါအမရှုလို့ပေးမယ်မပြောဘဲနဲ့တိတ်တိတ်လေးနေနေအောင်ငါတို့ဘုရားကအရာကိုညာလေးကောကားမယ်ဆိုပြီးတော့ကျွန်မအဲ့လိုရေငုံနှုတ်ပိတ်နေမယ်အမျိုးသမီးတွေမှာကျွန်မမပါဘူးတူတူပဲတူတယ်ကျွန်မနေ့စဉ်ဖျားရှိကိုရဖျားရှိကိုတဲ့အချိန်တိုင်းကျွန်မပြိကံပြီးတယ်အရာတစ်ခုတော့ဤခန္ဓာကိုယ်ကိုယ်စိတ်နှစ်ပါးခန္ဓာငါးပါးယုံနဲ့တပါးတို့ကိုဘုရားရဲ့သော်ရခြင်းကိုလည်းပြန်ပြတ်လို့လည်းမရှိဘူးအရာတွေကြိုရင်ခန္ဓာကိုယ်ကိုယ်စိတ်နှစ်ပါးခန္ဓာငါးပါးယုံနဲ့တပါးတို့ကိုဓမ္မတရားတော်နဲ့တို့ပါပြတ်လို့လည်းမရှိဘူး အရာတမိတော့ဒီခန္ဓာကိုယ်ကိုသိတဲ့ပါခန္ဓာငါးပါးရုပ်နဲ့နှစ်ပါးလို့တန်ခါတန်ခါတော့အရှင်သူမြတ်တို့အားသိကပ်ပြီးရပါတယ်အရာတမိတော့ဒီခန္ဓာကိုယ်ကိုသိတဲ့ပါခန္ဓာငါးပါးရုပ်နဲ့နှစ်ပါးလို့မိဘဆရာသမားတို့ဆိုဆိုမှရဲ့အတွက်သိကပ်ပြီးရပါတယ်ဆိုပြီးတော့မှဒါပြီးတော့အဲဒီဇမားကအဲ့လိုပြိကံပြီးပြီးမှဘုရားကျေးဇူးတော်ကိုဆောက်ဖြစ်တယ်နော်အဲ့တော့ဇမားလည်းခန္ဓာကိုယ်ကိုယ်စိတ်နှစ်ပါးခန္ဓာငါးပါးယုတ်နဲ့နှစ်ပါးကိုတန်ခါတန်ခါတော့ရှင်သူမြတ်တို့အတွက်ကိုယ်တို့ဇမားကလူထက်သူဆန်ခံပြမယ် တန်းကလူထွက်ခိုင်းစာနာပြဖို့ဝယ်ကြည့်ပါလားဒီရဲ့တန်းဟာလေးနော်သွက်ပွဲပြောဆိုမတရားသစ္စာမာလလို့ပေါ့သွက်ပွဲပြောဆိုတဲ့လူကျမအဲ့ဒီနဲ့လက်ဖမ်းလို့ရင်တော့ကုသေးကုသေးချရင်ခါရနော်ချပါကျမရဲ့တန်းဟာကိုကျမအဲ့လိုကားလို့ကျမရဲ့ဗုဒ္ဓဘာသာတိကအစဦးလေးနော်အလကားနေအကြောင်းကြည့်အကြောင်းပြချက်ထိုင်လုံးစားမသေးနိုင်ပဲနဲ့ဖြတ်သိနေတယ်ဗုဒ္ဓဘာသာမလို့ဒီနိုင်ငံမှာဗုဒ္ဓဘာသာမကိုယ်ရအခုဖြတ်ဖြတ်ဖြတ် အကြောင်းပြချက်မရှိဘဲနဲ့နော်အတလူကြီးဖြတ်စင်းအဲ့လူကိုကျွန်မတတ်မယ်အဲ့လူနဲ့ကျွန်မနဲ့တိတ်အောင်သူသေးကိုသေးချမယ်နော်ကျွန်မတို့ရဲ့တရားတော်တွေကိုနော်အေးဗုဒ္ဓတရားတွေမဟောရအောင်ဒီတရားတို့ဖြတ်စင်းဖြတ်စင်းလေကအကြောင်းပြချက်မခိုင်လုံဘဲနဲ့ဒီတိုင်းအိပ်မရှိဖြတ်စင်းရင်ကျွန်မကသူသေးကိုသေးတင်တရားတို့လူထွက်ပြီးတော့စစ်မှုထမ်းလိုက်ပါနိုင်ငံမှာလည်းစစ်မှုထမ်းမှုလူတွေလိုနေပါတယ်အဲ့တော့အရှင်ဘုရားတို့လည်းအလုတ်မရှိမဲ့အတူတူဒီလိုပဲလိုင်းပေါ်မှာလက်ရလက်ရလုံနေမဲ့အတူတူ သာသနာတော်အသင်းကနေပြီးတော့မှစိတ်တမ်းတမ်းနဲ့ကိလေသာအကုန်လုံးရဟန်းနိုင်ငံကိုအကျိုးပြုတဲ့ဥစ္စာတွေเนาะနိုင်ငံဝင်တဲ့စကားတွေဝင်လို့လိုက်ကြတာသမှုထားလိုက်ပါအဲ့လိုဆိုတော့လေတတ်မတော်လဲအင်အားရှိတယ်เนาะအရင်များတို့ပြီးတော့ပြဒါပြီးတော့အလုံးလုံးလူတွေနဲ့လိုင်းပေါ်တက်တက်ပြီးတော့ရန်ပြစ်နေမဲ့အစားလူထွက်ပြီးတော့ဖုံးတစ်လုံးစီနဲ့ဖုံးတစ်ယောက်ကလည်းလိုင်းပေါ်မှာလည်းရလက်ရလုံနေမဲ့အစားလူထွက်ပြီးတော့တတ်မတော်လဲဝင်လိုက်ပါတတ်မတော်ကတင့်ကိုတတ်မတော်ကအလိုရှိပါတယ်ဆိုတော့စာရီကလည်းတက်တက်ပြီးမှရေးထားတာတွေ့ရပါတယ်အရှင်များတို့ဝင်လိုက်ပါเนาะ တပည့်တော်တို့ကကိုဘာသာကိုထိမ့်သိမ့်နေဆိုအရှင်ဘုရားတို့မူစလင်အကြီးကိုမထိမ့်သိမ့်နဲ့အရှင်ဘုရားတို့ကိုအရှင်ဘုရားတို့ထိမ့်သိမ့်သာသနာကိုထိမ့်သိမ့်နဲ့ကာကွယ်လို့ဆိုကြီးကျယ်လွန်အားကြီးတယ်ခန္ဓာလွန်အားကြီးတယ်အရှင်ဘုရားတို့ကိုအရှင်ဘုရားတို့အရှင်ဘုရားတို့တပားချင်းစီတပားချင်းစီကိုထိမ့်ရတာအရှင်ဘုရားတို့ကိုအရှင်ဘုရားတို့ထိမ့်ရင်အရှင်ဘုရားတို့မှာအရှင်ဘုရားတို့ရဲ့ဝိနည်းတွေနဲ့အညီနေထိုင်ရင်တရင်တော့နေထိုင်ရင်လူတွေတခြားဘာသာဝင်တွေကလည်းအရှင်ဘုရားတို့ဘလို့ပဲတိုက်ခိုက်တိုက်ခိုက်နော် လူတွေကဘလို့ပဲရှင်ရတို့ပုတ်ခတ်စော်ကားဆိုတာပြောတဲ့သူကမြေမျိုးရမယ်အရှင်တရားတို့ဘယ်တော့မှပုံတရင်ကြာစင်မသွားဘူးအရှင်တရားတို့လူတကာလိုက်ပြီးတိုက်ခိုက်နေမယ်ဆိုတာကို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 တိလာကိုတမာရီကိုကိုကကိုထူထောင်ကြပါလို့အဲ့ဒါပဲပြောချင်ပါတယ်တပည့်ကြီးတွေနော်ယဟန်တွေလိုင်းပေါ်မှာလှုပ်ချင်ရလို့ဖုန်းတစ်ယောက်တစ်လုံးနဲ့နော်ဖုန်းတစ်ယောက်တစ်လုံးနဲ့လိုင်းပေါ်တက်ပြီးတော့မရတက်ရှာတယ်လိုင်းပေါ်တက်ပြီးတော့မှနော်ပတနာတက်ရှာတယ်လိုင်းပေါ်တက်ပြီးမာတုကမှတက်ရှာတယ်ဒီလိုလုပ်နေတဲ့ ်နော်လိုင်းပေါ်မှာတက်ပြီးတော့ပွဲတက်ရှာနေတဲ့ဘုန်းကြီးတွေယဟန်းတွေအတွက်တော့ငါဘာသာငါသာသနာငါဘုရားဘာသာဘုန်းကြီးလူများအသိပိုင်းမဖြစ်ဘူးဆိုပြီးတော့ဖုံးပွင့်နေနေတဲ့အထက်မှာတပိတော့မပါဘူးစမတ်မပါဘူးလိုင်းပေါ်ကနေပြီးတော့သာသနာညွှန်းနှံစေမှုနဲ့ချင်းချောက်နေတဲ့အရှင်ဘုရားကိုတပိတော့ဒီနေ့ကနေပဲတခါတည်းရှောက်တင်လိုက်ပါတယ်ခင်ဗျာကျေတားလိုက်ပါတယ်ခင်ဗျာဖျားရဲ့သာသနာမှာလေရှင်ဖြစ်ဖို့မပါဘူးအရှင်များတို့ကလူတွေနဲ့တူပြီးတော့ရှင်ပြီးတော့ရှင်ဖြစ်နေတယ် တပည့်တော်တို့မိုက်မင်းတောင်သုံးမရမသုံးမပဲနဲ့မေတ္တာကရုဏာမထားနိုင်ဘဲနဲ့အရှင်ဘုရားတို့ရဟန်းဝတ်နေမဲ့ဇာလူထွက်ပါလူထွက်ပြီးစမှုထမ်းကြပါနှလုံးသားတွေကလာတဲ့တရားကိုမပေးနိုင်ဘဲနဲ့စာအုပ်ထဲကလာတဲ့တရားတွေကိုပေးနေမယ်ဆိုရင်တော့အရှင်ဘုရားတို့လူထွက်ပြီးတော့စမှုထမ်းလိုက်ပါနိုင်ငံမှာလည်းစမှုထမ်းမှုလူတွေလိုနေပါတယ်အဲ့တော့အရှင်ဘုရားတို့လည်းအလုပ်မရှိနဲ့အတူတူဒီလိုပဲလိုင်းပေါ်မှာလက်ရလက်ရလုပ်နေမဲ့အတူတူသာသနာတော်အတွင်းကနေပြီးတော့မှစိတ်တမ်းနဲ့ထွက်ပြီးတော့နိုင်ငံကိုအကျိုးပြုတဲ့နော်နိုင်ငံဝင်တဲ့စက်သားတွေဝင်လို့လိုက်ကြပါ ပိတော့အခုလို့ပြောတယ်ဆိုတာတွေကအခုဒီခေတ်ဒီကာလယနေ့ခေတ်ဗုဒ္ဓဗုဒ္ဓဘာသာကိုကိုယ်ပဲစီကတ်တဲ့เนาะတကာကြီးကเนาะနိုင်ငံတော်ရဲ့အချုပ်အခြာကိုအာဏာကိုเนาะပိုင်နေတဲ့အစိုးရအဖွဲ့တည်ဗုဒ္ဓဘာသာကြီးဖြစ်တယ်အဲ့အချိန်မှာတပိတော်တို့ဗုဒ္ဓဘာသာကိုကိုးကွယ်လွတ်လွတ်လပ်လပ်ကိုးကွယ်လို့ရနေတယ်။နောက်တစ်ချိန်မြတ်အတိတ်တို့အနာအတိတ်ဆိုတာကိုဘယ်သူမှဟိုအနာတ်ဆိုတာကိုเนาะတပိတော်တို့ကပြစ္ဆုတ်ပံအကြောင်းကိုပဲပြစ္ဆုတ်ပံအကြောင်းကိုတော့အားလုံးမသိနိုင်ဘူး။ အနာဂတ်မှာမြန်မာနိုင်ငံမှာဘသူကရှင်ပြင်းလို့ပြီးတော့ဘသူကအုပ်ချုပ်မယ်ဆိုတာကကွေးဥစည်းချုပ်ဖြစ်မယ်ဘသူကတပရဖြစ်မယ်ဆိုတာဘယ်ဘာသာဖြစ်မယ်ဆိုတာဘာသာဆိုတာကဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ကိုပဲပြောတာเนาะကျမတို့ရဲ့မြန်မာနိုင်ငံအဲမြန်မာနိုင်ငံတိုင်းရင်းသားထဲမှာဘာသာခရစ်ယာန်ပါတယ်လीเนาะအဲတော့ခရစ်ယာန်နာနိုင်ငံတော်ရဲ့အချုပ်အခြာအနာကိုပိုင်နေနိုင်ငံတော်တမရဖြစ်မယ်နိုင်ငံတော်ရဲ့ကာကွယ်ရေးဦးစီးချုပ်ကြီးဖြစ်မယ်တမရရဲ့ကာကွယ်ရေးဦးစီးဦးစီးဦးစီးချုပ်ကြီးဖြစ်မယ်ဆိုတဲ့အခါတိုင်းအရှင်မြတ်တော့ဒီလိုဓာတ်မကျိုးဓာတ်မတဲတာတွေကိုမြင်တဲ့အခါကျ လူတိုင်းလူတိုင်းဘာသာတိုင်းဘာသာတိုင်းမှာအချက်နဲ့အလက်နဲ့စာအုပ်ထဲမှာအရှင်မြတ်တို့ကစာအုပ်ကိုအလွတ်ဆိုဆိုပြီးပြောတာဟိုကကြတော့စာအုပ်ထဲမှာချမှတ်ထားတာနော်ချမှတ်ထားပြီးဘယ်နှခုနှစ်ကခေဘုန်းကြီးကဘယ်လိုဘယ်နှခုနှစ်ကဘယ်လိုဘယ်လိုအဲ့တော့ဗုဒ္ဓဘာသာရဲ့ဘုန်းကြီးကဘယ်လိုဖြစ်တယ်အဲ့တော့ဘယ်လိုဥယျာဉ်တွေလျှော့တင်ပါလဲဘာလို့တင်ပါလဲသာသနိကအသာဦးတွေမလို့အတက်အားတွေဖြတ်သီးတင်ပါလဲဖြတ်တင်ပါလဲမလို့အတက်ဒီမှာဘုန်းကြီးတွေကိုလူထွက်ကိုင်းတင်ပါလဲအဲ့လိုတွေကလုပ်လာရင်2000ပေါင်းရွှေဝါရအောင်အရေးခင်းတဲ့တော့သုံးမယ်အရှင်ဘုရားတို့တန်ဃာတွေတွေးထွက်တန်ယူများစွာ မြင်ရအောင်လေเนาะအရှင်မြတ်တို့အလုပ်ကဗာလဲလူဘက်ဆိုရင်ဆန္ဒပြဖို့ပဲရှိတယ်လေเนาะအဲတန်ခါရဖြွေဝါရောင်အရေးခင်းလို့ဖြွေဝါရောင်အရေးခင်းလို့တန်ခါအရေးခင်းလို့ဒါရင်ခံပြီးအောင်မယ်အခုကနိုင်ငံရေးအတွက်ကိုအာနာအာနာအတွက်ကိုနိုင်ငံမှာစုစုနေတယ်အခုနောက်ကြရင်သာသနာအတွက်တပိတော်ကနိုင်ငံကထပ်ပြီးတော့မှတွေးချောင်းစီးရအောင်မယ်မြင်ရနေတယ်တပိတော်ကအကြမြင်ရလို့တော့မဟုတ်ပါဘူးတုံးတက်ကြည့်တာပေါ့ နော်အဲ့တော့အဲ့လိုတွေမဖြစ်အောင်အရှင်ဘုရားတို့ထိမ့်သိမ့်ရမယ်အရှင်ဘုရားတို့ကိုသာသနာကြီးကိုမထိမ့်သိမ့်နဲ့အရှင်ဘုရားတို့ကိုအရှင်ဘုရားတို့ထိမ့်သိမ့်သာသနာကိုထိမ့်သိမ့်နဲ့ကာကွယ်လို့ဆိုတာကြီးကျယ်လွန်အားကြီးရဲ့ခန္ဓာလွန်အားကြီးရဲ့အရှင်ဘုရားတို့ကိုအရှင်ဘုရားတို့အရှင်ဘုရားတို့တပါးချင်းစီတပါးချင်းစီကိုထိမ့်ရမယ်အရှင်ဘုရားတို့ကိုအရှင်ဘုရားတို့ထိရင်အရှင်ဘုရားတို့မှာအရှင်ဘုရားတို့ရဲ့ဝိညာဉ်ကြီးတွေနဲ့အညီနေထိုင်ရင်တရင်သုံးနေထိုင်ရင်လူတွေတခြားဘာသာဝင်တွေကလည်းအရှင်ဘုရားတို့ဘလို့ပဲတိုက်ခိုက်တိုက်ခိုက်နော် ဘလူတွေကဘလူပဲရှင်များတို့ပုတ်ခတ်စော်ကားစော်ကားပြောတဲ့သူကမြေမျိုးသွားမယ်အရှင်တရားတို့ဘယ်တော့မှကုန်တဲ့ရင်ကြအစင်မသွားဘူးဟုတ်ကဲ့